ချစ်စွာသောမိဘပြည်သူပေါင်းစိတ်ဤချမ်းသာခြင်းကိုဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမစိတ်နည်းစပီကာနေပြီးတော့နှုတ်ခွန်းဆက်တာဂါရဝပြုလိုက်ရပါခင်ဗျာတီတီတာတာနဲ့ပလီပလာမပြောတတ်တဲ့စိတ်နည်းစပီကာပြန်လေလို့ရောက်ရှိလာပါပြီခင်ဗျာတန်လွင်စစ်တောင်းညာလည်းမောင်းဟိစစ်မောင်းတန်ချီနိုးထပြီးမှိုင်းဤပြိုးပြယိုးမာလို့ရှိနောင်တော်မျက်မှုလက်အုပ်ချီပြည်သူရဲ့တွေးပြည်သူရဲ့တွေးပြည်သူရဲ့တွေး တန်လျင်ချင်းတွင်မြင်မင်းအရာငါတို့ချစ်တဲ့ပြည်မြမယာဇဝင်ထဲမှာချစ်တဲ့ဖို့ရာတစ္ဆာဖွဲ့ချီလာခဲ့ပါပြီ။ကျွန်တော်မြန်မာလူမျိုးတွေဟာအေယာဝရီဆိုတာကိုအမြဲတမ်းနှလုံးသားထဲမှာရှိနေကြပါတယ်မြန်မာမှရင်အေယာဝရီကိုချစ်ရတယ်မေခါနဲ့မေလိခါမျက်နှာတွေပေါင်းစုံပြီးတော့စီးစစ်လာတဲ့မြင့်မင်းအေယာဟာမြန်မာပြည်သူပြည်သားတို့ရဲ့ အသက်သွေးကြောမိခင်မြင့်ကြီးတစ်ခုပါပဲအဲ့ဒီလိုမျိုးပဲကျွန်တော်မြန်မာနိုင်ငံကြီးကိုစစ်ကြုံဘဝကြာရောက်အောင်စပနာအောက်ကိုထိုးသွင်းပြီးတော့တကူကောင်းဆန်နေတဲ့တဘိုးရဲသမားတွေရှိနေသေးသည်ဖြင့်အေယော်ရီမြင့်ကြီးရလေအမြဲတမ်းမျက်ရည်ကျနေမှာပါဟုတ်ကဲ့ပါကျွန်တော်တို့အခုဆုံရင်တော်လိုင်းကာလာက ရေကြီးနေလဲမြင့်တက်လာပြီလေးနှစ်ကျော်လာပါပြီလေးနှစ်ကျော်လာတဲ့အချိန်မှာကျွန်တော်တို့ကဘာမှာလူရှင်တော်တွေအများကြီးရှိပါတယ်အဲ့ဒီလူရှင်တော်တွေကတော့မစ္စတာဘင်းတို့ချာလီချက်ပရင်းတို့တကယ်ကိုရည်ရပါတယ်သူတို့လှုပ်လိုက်တဲ့အမူအရာလေးတစ်ခုတစ်ခုကကြည်နေတဲ့ပိသက်တွေအားလုံးဝလုံးကွဲမတက်သဘောကျခဲ့ကြပါတယ်ရည်ခဲ့ရပါတယ်အဲ့လိုမျိုးပဲမြန်မာနိုင်ငံမှာလည်းလူရှင်တော်ကြီးတွေအများအများရှိပါတယ် ဓာတ်စီဓာတ်ဆန်တို့เนาะနောက်ခါမန်းကျော်ဓာတ်ဆန်တို့စိုနီမိုးကျော်တို့မော့မိုးရီတို့ကိုနီမြစ်တာတို့ဒါရီယာမြန်မာနိုင်ငံမှာတပိုင်းဝင်လူရှင်တော်ကြီးတွေပါပဲတကယ်ကိုလည်းကြီးရခဲ့တဲ့လူရှင်တော်ကြီးတွေပါပဲကဲအခု2021နှွေဦးတော်လှန်ရေးမှာကမောင်းဦးတော်လွှမ်းမိုးသွားမယ်လူရှင်တော်ကြီးတယောက်ပေါ်ပေါက်လို့လာပါပြီ ဲ့ဒါဘာလို့လဲဆိုတော့လက်ရှိစစ်ရှုံးအာဏာယူနေတဲ့ဘိုးချုပ်ယူရွယ်ဖြစ်ပါတယ်ခင်ဗျာသူဟာဆိုရင်ဖြင့်မထွက်လာနဲ့ထွက်လာနဲ့ရက်ကလေးပုတ်တက်ပုတ်တက်နဲ့တကယ်ကိုဟန့်မူရာကိုကြည့်ပြီးတော့ရည်နေရပါတယ်မိကုန်းနေပြောတိုင်းပြောတိုင်းနဲ့တချို့စကလုံးတွေမပီကလာပီကလာနဲ့ပြောလိုက်တာကိုလေအောက်ကသူ့အားပေးနေတဲ့ဘောမတတိုက်ကနေပြီးတော့လက်ခုပ်လက်ဝါးတွေတီးပြီးတော့ ဟာအရင်ကောင်းတာပဲဆိုတဲ့စကားလုံးတန်တွေလည်းကြားနေရပါတယ်အခုလည်းသူပြောလိုက်တဲ့စကားတွေဟာတကယ်ကိုဟာတပြောင်မြောက်တဲ့လူရှင်တော်ပြက်လုံးနေအဖြစ်ကူပြောက်သွားပါတယ်သူ့ဘေးနားမှာယနေ့ရှိနေတဲ့ဒိန်းတော်တို့အုံသီးတို့ငိမ့်ညာတို့တော်မှ သူ့လောက်ရည်ရည်ပြက်လုံးနေမထုတ်နိုင်ပါဘူးသူဒီတမရာယူယူနေတယ်သူ့ရဲ့မိမသူ့ရဲ့မိမဒီ နိုင်ငံတော်အကြံပေးနေရာကိုလိုချင်နေတာသူ့ရဲ့သားသမီးများသည်မြန်မာနိုင်ငံမှာအကြီးဆုံးခရိုနီကြီးကုမ္ပဏီပိုင်ရှင်ကြီးတွေဖြစ်ချင်နေတာပါပဲတကယ်ကိုအာနာယူနေတဲ့မိသားစုအဲ့ဒီမိသားစုဟာလက်စုပ်စာလက်ရှိကြံရှိနေတဲ့သူတို့ ਨੇ ဒန်းတူအရာရှိတွေကိုဩဇာအာဏာလက်နဲ့မိုးပြီးတော့ ထိမ့်ချုပ်ထားရုံနဲ့မကပြည်သူလူထုကိုတတ်ရဟန်းတန်ဃာတော်တွေတတ်ရွာတွေမီးရှို့ပြည်သူတွေကိုပြန်ပေးဆွဲပေါ်တင်ဆွဲအခုဆိုရင်လည်းကြည်ပါဦးဗျာဘကိုးတိုင်းဘက်မှာတဲ့ကိုရင်ကြီးနော်ကိုရင်ကြီးနဲ့အတူရွာသူရွာသားအလုံးပေါင်း18ဦးလောက်ကိုပေါ်တာတွေပေါ်တင်နေဆွဲဝါးကြတယ်ကဲဟုတ်ပြီလူတွေကိုပေါ်တာဆွဲဦးနေမကဘူးအခု ကိုရင်နေယဟန်တန်ဃာတော်ဒီပါပေါ်တာဆိုရတဲ့ပါနေကြပြီဒါဘာသာကိုဖြတ်တာသာသနာကိုဖြတ်တာဒါနဲ့များသူကသာသနာပြုမင်းဆိုပြီးတော့နာမည်ကောင်းလိုချင်သေးတယ်သာသနာပြုမင်းသားဗျာတန်ဃာတော်တွေကိုဘုံကျဲတိုက်ခိုက်ကားနဲ့လာတဲ့တန်ဃာတော်တွေတနက်နဲ့ပြစ်ပြန့်နှံ့တော်မူသွားကြတယ်တန်ဃာတော်တွေအများကြီးရှိတယ်အခုလည်းကြည့် ကိုရင်ကြီးတွေကိုအရွယ်ရောက်လာတဲ့ကိုရင်ကြီးတွေကိုပေါ်တာတွေပေါ်တင်နေဆွဲပြီးတော့ရှေ့တန်းကိုပို့တော်မယ်တယ်ဗျာသာသနာပြုမင်းလားသာသနာဖြစ်မင်းလားဆိုတာသိသိကြကြစဉ်းစားကြပါတော့ခင်ဗျာအခုလည်းကြည့်ဦးပြည်သူလူထုကိုတဲ့နီးမျိုးစုံဖြစ်တက်ဖြတ်နေတော့အချမ်းဖက်စစ်ကောင်းဆောင်ဗိုလ်ချုပ်ယူရဒီမိုကရေစီနိုင်ငံထူထောင်ရန်နေနဲ့အသိဉာဏ်ပညာပြည့်ဝရန်လိုအပ်ပြီးတော့ပြည်သူဤအသက်အိုးအိမ်စီးစိမ် ပြတ်တုံးစင်းရဲ့ဒုက္ခရောက်နေမှုကိုသင်္ကန်းစာယူရန်အချိန်အခါကြာရောက်နေပြီဖြစ်ကြောင်း50တနှစ်မြောက်မွန်ပြည်နယ်နေ့เนาะမွန်ပြည်နယ်နေ့အခမ်းအနားမှာဘိုးချုပ်ယူရနေပြီးတော့စာပေးပို့ခဲ့တယ်တဲ့ပြောရင်တုံဝင်လာပေးပို့ခဲ့တာပေါ့เนาะတုံဝင်လာပေးပို့ခဲ့တယ်ကဲကြည့်ပါဦးဗျာသူပြောတဲ့စကားတွေကိုကြည့်ပါဦးလူသက်ဓမြတိုက်သူ့ကိုယ်တိုင်ဝရဟံမြေဖြစ်နေတဲ့လူတစ်ယောက်က ီမိုကရေစီနိုင်ငံထူထောင်ရန်တွင်အသိပညာပြည့်ဝအောင်တဲ့ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်တွေပြတ်သုံးနေတာဆင်းရဲဒုက္ခရောက်နေတာကိုသင်ငန်းစာယူပါတယ်ဗျာသူကိုယ်တိုင်ကလူတိုက်ခမားတိုက်နေတဲ့စစ်တပ်ကြီးကိုအုပ်ချုပ်နေပြီးတော့သူကဒီစကားမျိုးပြောတယ်ဗျာ အဲကျွန်တော်တို့အရင်တော့ပြောပြောနေတဲ့စင်ပေါ်မှာပြက်ခဲ့တဲ့ပြက်လုံးလိုပေါ့ဗျာရည်ကျင်လုံးလုံးဖက်ဖက်ပေါ့ရင်မက်နောက်ကကြောတယ်အဲကျွန်တော်တို့မမွေးခင်အဲတရုတ်ဆောင်ရုပ်ရှင်တရုတ်ဆောင်ဟိုအဖွားကြီးတယောက်ရှိတယ်ပေါ့နော်ကျွန်တော်နာမည်မေ့နေဒါဒါကျွန်တော်ဝန်ခံတာနာမည်မေ့နေတော်မြန်လေးလားပါလားမသိဘူးပေါ့နော်အဲသူပြောခဲ့တဲ့စကားတခုရှိပါတယ်အဲသူပြောခဲ့တဲ့စကားကိုကျွန်တော်ငှားပြီးတော့လေသူ့ကိုကျွန်တော်ဒီနေရာကနေပြောလိုက်ရှင်ပါတယ်ဖျားရက်ကကြီး ဖျားရကာကြီးဖျားရကာကြီးရှင်ပြောတဲ့စကားတွေရာလေပြောခြင်းမူပြောခြင်းမူပြောကိုမပြောတော့ဘူးဆိုတဲ့အဲ့လိုပြင်းနေတယ်ဗျာထားလိုက်ပါတော့ထားလိုက်ပါတော့ထားလိုက်ပါတော့အဲအချမ်းဖက်စစ်ကောင်းဆောင်တော့ဗိုလ်ချုပ်ယူဟီဟိုတဲ့ရန်ထုတ်ရန်နဲ့ပြင်ဆင်နေသည့်အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး ICC တရားရုံးဤတဲ့လောက်ရဲ့များကိုတဲ့မှားယွင်းနေကြောင်းကြက်ဖို့ဥက္ကဋ္ဌလက်ရှိ ဒေါ်ခင်ကြီးရနေပြီဟုတ်ပါဘူးဥခင်ကြီးရ sorry sorry ဒေါ်နဲ့ဦးနဲ့ကျွန်တော်မှားသွားတာအဲဥခင်ကြီးရနေပြီတော့တဲ့ထုတ်ဖို့ပြောကြလိုက်ပါဒီတဲ့ကဲကြည့်ဦးမြာအနာဘောဒုတ်ကြတော့ဆက်သွားပြီတော့မသိဘူးကဲအခုလဲကြည့်သူတို့နေထိုင်နေနေပြီးတော့ကြီးမလုံးကျုံတော့ဘူးဆိုတာသူတို့ကိုယ်တိုင်သူတို့သိပါတယ် လုံယုံရည်တွေလည်းအထူးချမှတ်နေပါတယ်။ခြောက်လုံးနဲ့သူတို့နေတဲ့အိမ်ကိုလည်းလုံယုံရည်တွေတိုးမြင့်ပြီးတော့ဘန်ဂါတွေတီဆောက်အခိုင်အမာတွေလုံနေတယ်။နေပြီးတော့ကြီးလည်းမလုံယုံပါဘူး။ဖောင်းဝန်းန်းထုတ်လိုက်တော့ကဲတာရင်မင်းဘယ်ပြေးမလဲကွာဆိုတာဖြစ်သွားပါပြီ။ဗျာကဲ तू ဘယ်ပြေးမလဲ။ तू ဘယ်ဟိုသွားမလဲ။ပြေးစရာမြေမရှိဘူး။နေစရာနိုင်ငံမရှိဘူး။ သူ့ရောရုရှားနိုင်ငံကတတလုံးသူ့ကိုခေါ်ထားมาတယ်လားထားလိုက်ပါတော့သူ့ကိုခေါ်ထားတာမခေါ်ထားတာသူ့နေတာမနေတာအရေးမကြီးပါဘူးအရေးကြီးတာဒီကျွန်တော်တို့ဘာလုပ်ရမလဲကျွန်တော်တို့ပြည်သူလူထုတွေအားလုံးတိုင်းရင်းသားညီကုံမောင်တော်တွေအားလုံးတွဲတဲ့လက်ကိုခိုင်မာစွာချစ်ချစ်ပါအောင်စုပ်ပြီးတော့စစ်ကြုံဘဝကလွတ်မြောက်အောင်အကျံဖက်စစ်တပ်ကိုကျွန်တော်တို့ကနေပြီးတော့အမြင့်ကနေပြီးတော့ကျွန်တော်တို့နှုတ်ပြရမယ်တောင်းဝင်ပါ ဒီတာဝင်ကသူများခိုင်းလို့လောက်တာမဟုတ်ပါဘူးငါတို့ဒါလုံးမဟေ့ဆိုပြီးတော့စိတ်ဆုံးဖြတ်ချက်နဲ့လုပ်ခဲ့တာပါအခု PD ရဲ့ရဲဘော်လေးတွေတိုင်းရင်းသားညီကိုမောင်နှမတွေတုံနိုင်ရင်ရဲဘော်တွေအားလုံးကလေကိုယ်အသိစိတ်ဓာတ်နဲ့ကိုယ်လုံနေတာပါသူများခိုင်းလို့လောက်တာမဟုတ်ပါဘူးတနေ့ကျရင်နိုင်ငံတော်ရဲ့တာဝန်တွေဟာလူငယ်တွေရဲ့ပခုံးထက်မှရှိပါတယ် ဒါကြောင့်ကျွန်တော်တို့လူငယ်လေးတွေဟာစီးလုံးကြပါညင်ညွတ်ကြပါတွေးစီးကြပါတွဲတဲ့လက်တွေကိုခိုင်မြဲစွာကြစ်ကြစ်ပါအောင်စုပ်ထားကြပါကျွန်တော်တို့ရဲ့ပန်းနိုင်ဟာမဝေးတော့ပါဘူးရောင်နေတယ်လည်းတန်းနေပါဘူးပန်းနိုင်ကိုလှမ်းမြင်နေရပါပြီလှမ်းကင်ဖို့ပဲကြံပါလို့လေဆိုတဲ့အကြောင်းကိုကျွန်တော်ဒီများနေပြောချင်ပါတယ်ခင်ဗျာဘလောက်ထိတွန်နေရဲပေါ်တွေကရဲရဲဝုန်းဝုန်းနဲ့တိုက်ခိုက်နေတယ်လဲဆိုရင်အခုဆိုရင်ရန်ကုန်မန္တလေးအမြန်လန်း မိုင်းတိုင်း319တွင်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တယ်။ဘာကြောင့်တိုက်ခိုက်မှုတွေဖြစ်သွားလာလဲဆိုတော့ဒီရန်ကုန်မန္တလေးအမြန်လမ်း319 319မိုင်းတိုင်းပေါ့နော်။အဲ့မိုင်းတိုင်းမှာလူစီးကား2စီးရဲကား3စီးနဲ့အလုံးပေါင်းကား3စီးကကင်းလှည့်နေတယ်။ကင်းလှည့်နေတော့မြင်သွားတယ်။ပီဒီရဲ့ရဲဘော်လေးတွေနဲ့တော်လိုင်းကြီးတက်ဖွဲ့ဝင်တွေကနေပြီးတော့ဖတ်ဖတ်ဖတ်ဆိုပြီးတော့အလင်းမြန်တိုက်ခိုက်လိုက်ရနော်။ အဲ့ဒီမှာကြဆုံးမှုတွေလည်းအများကြီးရှိပါတယ်ပေဆုံးသွားတာမဟုတ်ကြဆုံးတယ်လို့ကျွန်တော်မပြောဘူးပေဆုံးသွားတဲ့လူတွေနော်အဲ့ဒီရဲတွေစစ်သားတွေပေဆုံးသွားတဲ့လူတွေအများကြီးရှိပါတယ်ဒဏ်ရတဲ့လူတွေလည်းအများကြီးရှိပါတယ်အဲ့ဒီရင်းကိုကြားသွားတော့နေပြည်တော်ကနေပြီးတော့ဟာအမြန်လမ်းမှာတန်ဝင်ကြတဲ့ရဲမှုမိလာတန်းဆိုပြီးတော့ရဲမှုကိုကောင်းကောင်းမူလီကျက်တယ်လို့ကျက်ပြီးတော့ရဲမှုကိုကောင်းကောင်းအာနာတုံးပြီးတော့ရဲမှုကို ကောင်းကောင်းပညာပေးနေပါပြီအဲ့ဒါဒီဘာလဲဆိုတော့သူတို့ရဲ့ခုံတွေကိုလူငယ်တွေကကင်လုံနေပါငါတို့ဒီမင်းတို့အချိန်မီးတိုက်လို့ရတယ်နေပြီးတော့လဲငါတို့တိုက်လို့ရတယ်ဆိုတဲ့ဥစ္စာကိုကောင်းကောင်းတန်ချောင်းခေါက်လိုက်တာပါပဲနေပြီးတော့တိုက်လို့ရတယ်နော်တိုက်လို့ရတယ်ရန်ကုန်နဲ့တိုက်လို့ရတယ်မန္တလေးကိုလည်းတိုက်လို့ရတယ် ဒါပေမဲ့ဘာလို့မတိုက်သေးတာလဲပြည်သူတွေဒုက္ခရောက်မှာစိုးလို့ဒီဘက်ကနေပြီးတော့တိုက်လိုက်ပြီးဆိုတာ ਨੇ မညာမတောင်းလင်းရင်နေနဲ့ဘုံကျဲတော့မှာပေါင်900ပေါင်1000ဘုံနေနဲ့ကျဲတော့မှာကျဲရင်ဘယ်သူတွေထိမလဲပြည်သူတွေထိမလဲပြည်သူတွေထိမှာဆိုလို့တော်လိုင်းရဲဘော်တွေနဲ့ PDF ရဲဘော်တွေနဲ့တိုင်းသားလက်နက်ကင်တွေအကုန်လုံးကလူတော့ဖြည်းဖြည်းလေးတွေရှော့လိုက်တင်းလိုက်ရှော့လိုက်တင်းလိုက်နဲ့အဲ့လိုတွေတိုက်ပွဲဝင်နေကြတာကိုအကောင်ကြီးထင်မနေကြပါနဲ့လို့ဒီနေရာနေကျွန်တော်ပြောချင်ပါတယ်ခင်ဗျာ ကဲဟုတ်ပါပြီဗျာကျွန်တော်ဟိုတနေ့ကကျွန်တော်ပြောသွားပါလေအဲ့ဒါပါလဲဆိုတော့ကျွန်တော်မန္တလေးဘက်ပေါ့နော်မန္တလေးဘက်အဲကျွန်တော်တို့မန္တလေးဘက်ကနေပြီးတော့ကျွန်တော်တို့ဟိုအမြောက်တွေချိန်ထားတယ်အီယော်ဒီမြင့်ဟိုဘက်ကန်းကမင်းကုန်းကိုနော်အမြောက်တွေချိန်ထားပါလေလက်နက်ကြီးတွေချိန်ထားပါလေလို့ကျွန်တော်ပြောခဲ့တယ်အခုဟုတ်ပါပြီဗျာမန္တလေးဘက်ကနေပြီးတော့လက်နက်ကြီးတွေအမြောက်တွေချိန်ပြီးတော့ဒီနေ့စပြီးတော့ပြစ်ပါပြီ မင်းခွန်းမှာ PDF ရဲဘော်တွေပုံအောင်နေတယ်ရှိနေတယ်တွန်လိုင်းရဲဘော်တွေရှိနေတယ်ဆိုပြီးတော့မန္တလေးဘက်ကနေပြီးတော့ AOD မြစ်ကိုကြော်ပြီးတော့မင်းခွန်းကိုအမြောက်ပြီးပြစ်နေတာအခုဆိုရင်အမြောက်ဆန်နေရမင်းခွန်းပထိုးတော်ကြီးရဲ့ဖျားပရဝံအတွင်းကိုကြာနေပါပြီကျွန်တော်ဒီနေရာနေကျွန်တော်ပြောခြင်းပါလေငါတို့တွေကတော့ဗုဒ္ဓဘာသာငါတို့တွေကတော့ဗုဒ္ဓဘာသာအာသန္တနာပြုမင်းကြီးရနေပြီးတော့အာငါတို့တွေ နော်သူ့ရဲ့လက်အောက်မှာနေခဲ့တဲ့သာသနာပြုမင်းသာသနာပြုမင်းလို့ပြောပြောနေတဲ့ဘိုးချုပ်ယူကြီးခမားကဘာလဲထိုင်မဲကြည့်နေတော့မှလားဖြစ်ချင်ရဖြစ်ကွာငါနေရမပြောက်ဖို့အဓိကပဲငါသားသမီးကြီးငါရဲ့ယာဒူးတွေမဆုံးရှုံးဖို့စီးပွားရေးတွေမပြတ်ဖို့လှုပ်ချင်ရလှုပ်သွားလို့အဲ့လိုစိတ်ဓာတ်မျိုးနဲ့နေနေတာလားဇနိတံပါကံဇနိတိတူတော်အချိုးပေးလိုက်မယ်နော် မင်းကပထိုးတော်ကြီးဆိုတော့တမိုင်းဝင်နေတော့တမိုင်းဝင် ပထိုးတော်ကြီးအဲ့ပထိုးတော်ကြီးပျက်စီးကျုပ်ရင်းသွားရင်ဘာဖြစ်မလဲကုမဏီကိုစဉ်းစားပါတော့ကုမဏီကိုစဉ်းစားပါတော့ကျွန်တော်တဲ့ပညာလည်းတက်တယ်ကျွန်တော်လည်းအသက်လည်းကြီးတယ်လူကြီးပြီးအချိန်မစီးတာတော့ကျွန်တော်လည်းမတက်နိုင်ပါဘူးခင်ဗျာဟုတ်ကဲ့ပါဒီမင်းကပထိုးတော်ကြီးနဲ့တဲ့မြတ်သိန်းတန်ဇီရီကြားကဖုံကြောင်းတဲ့တဏ္ဍာရီကအဆောက်အဦးအချိုးတဲ့အခုဆိုရင် ထိခိုက်ပျက်စီးပြီးတော့မိလောင်မှုတွေလည်းဖြစ်ပွားနေပါတယ်ဗျာကဲဘယ်လိုလုပ်ကြမလဲဟမ်ရင်လေးမိတယ်ဒုဘာသာရေလို့ပဲကျွန်တော်ဒီညားနေကျွန်တော်ပြောချင်ပါတယ်ဗျာအစ္စလမ်ဘာသာဝင်တွေသူတို့ကနေသူတို့အချင်းချင်းတိုက်ခိုက်တယ်သူတို့အစ္စလမ်ဘာသာဝင်တွေဗလီเจ้าကိုဘုံမကျဲဘူးခရီးရန်တွေ ချက်ချောင်းဘုံမကျဲဘူးစေးယုံဘုံမကျဲဘူးစာတင်ချောင်းဘုံမကျဲဘူးအခုကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာခမလို့တရားကြည့်ပါအောင်ဗျာစဉ်းစားပါအောင်အချင်းချင်းလည်းဖြစ်သေးတယ်မဖြစ်လိုက်နဲ့ဖြစ်လိုက်ရင်ကိုယ်ချင်းချင်းတတ်ကြတယ်ကိုယ်တန်တာတော်တွေကိုတတ်တယ်ဇေဒီပထိုးចောင်းကံဖရားတွေကိုဘုံနေနဲ့ကျဲတယ်ဘုံနေနဲ့ပြစ်တယ်အမြောက်နေနဲ့ထုတယ်ဒါလားဗုဒ္ဓဘာသာ ဖယားဒါရကကြီးလိုပဲကျွန်တော်ဒီနေရာနေကျွန်တော်ပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့စိတ်သီးစပီကာတစ်ခုပြီးဆုံးနိုင်ပြီးဆုံးနိုင်မှာကျွန်တော်ကြ བྱ လေးနဲ့ပြီးဆုံးနေရှိပါတယ်ဒီတစ်ခါကျွန်တော်ရဲ့စိတ်သီးစပီကာမှာကျွန်တော်ရွတ်ဖတ်မဲ့ကြ བྱ လေးကတော့ရွှေပြည်မြမာတဲ့ရေးသားတဲ့ကြ བྱ ဆရာကတော့ဧကရာဇာအညာသာခိတ္တမလေးရှားတဲ့ဧကရာဇာအညာသာကလောင်ရှင်ဟာ 2021ခုနှစ်ຫນွေဥတော်လန်ရေးစရေကယနေ့အချိန်ထိသူကလောင်သွားထက်ထက်နဲ့ကြပြလေးတွေရေးသားပြီးတော့တော်လန်တိုက်ပွဲဝင်ခဲ့ပါတယ်။ယနေ့အချိန်ထိလည်းတိုက်ပွဲဝင်နေပါတယ်လို့ကျွန်တော်သိရပါတယ်။ဒါကြောင့်တော်လန်ရေးရဲဘော်ရမချင်းတူတဲ့ရဲဘော်အချင်းချင်းသူ့ရဲ့ကြပြလေးကိုကျွန်တော်ရဲ့စိန်လေးစပီကာမှာရွတ်ဖတ်ခွင့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ဧကရာသာအညာသာမလေးရှားကို ကျွန်တော်ဒီနေရာနေပြီးတော့ရွတ်ဖက်ခွင့်ကျွန်တော်ခွင့်တောင်းပါတယ်ခင်ဗျာကြ བྱ ာလေးရဲ့အမိကရွှေပြည်မြမာတည်ကြီးမြမာစီတီးကဖြင့်ခန်းကြီးထေဝါလွတ်လပ်စွာနှင့်ဒုတိုင်းပြည်သားရုံးကန်အားကပြည်ဟိန်တန်လားစက်သိမ်းများထထကြွပါလုံးတို့တိုင်းရင်သား ညီညွတ်ကြပါတခါပဲယုံဒို့မြန်ပြည်ကြီးဧကံမုတ်ချလွတ်လပ်ရန်မှာမလွဲဧကံဖြစ်ရပါဘူးလှပတယ်မြေအနာကက်သားများပန်းခင်းတဲ့လမ်းချောမွေ့စီဖို့တယောက်အားဖြင့်ယုံမရပါတီချစ်သားများညီညွတ်ကြရန်နှိုးစော်ပေးဖို့အလုံးတော်ဝင် ထန်းဆောင်ကမှ အနာကက်ပန်းနိုင်ရောက်ရမည်မှာမလွဲဧကံဖြစ်ရပါမည်ပန်းခင်းလန်းဟာအလွဲတကူဖြစ်စီရန်မှာညီညွတ်ပါမှတယောက်တအားယုံလိုက်ကြပါတို့တန်ရင်သာများအနာကက်ကောင်းစီဖို့တန်ဝင်ကိုစီထမ်းလိုက်ကြပါတမိုင်းကပေးတန်ဝင်များက မထမ်းကျင်လဲထမ်းလိုက်စမ်းပါကဘာကတောင်အံဩမီမှာမလွဲဧကံဖြစ်ရပါမည်ဧကရာသာအညာသာခိတ္တမလေးရှားမြမပြည်ကြီးငိမ့်ငမ်းပါစေမြမပြည်ကြီးအေးချမ်းပါစေမြမပြည်ကြီးဘေးမတန်းဖြာ